အင်ချမေကိုအလွယ်ကူဆုံးဘယ်လိုရှာကြမလဲအင်ချမေကိုရှာမယ်ဆိုတာနဲ့လူတွေက Facebook ပေါ်တက်တယ်ကျွန်တော်တို့တွေဒီ page တစ်ခုချင်းစီကိုကျွန်တော်တို့ scroll down နေလောက်ပြီးတော့မှကျွန်တော်တို့အခုချိန်မှာရှာနေတဲ့ဟာအလွယ်ကူဆုံးနီးလန်းဖြစ်နေတာပေါ့နော်သို့ပေမဲ့အခုအချိန်တွေကဘယ်လိုဖြစ်နေလဲဆိုရင် Facebook ကိုကျွန်တော်တို့သုံးရတာအခက်အခဲရှိလာတယ် VPN ပြဿနာတွေရှိတယ်နောက်ပြီးတစ်ချက်ကကျွန်တော်တို့ဒီ page တွေတဲ့ကိုဝင်ကြည့်တယ်ဆိုလို့ရှိရင်သူတို့တင်သားသမားဟာတွေကိုကျွန်တော်ဟိုးအောက်ဆုံးဒီ scroll down နေလောက်ပြီးတော့မှကျွန်တော်ကြည့်ရှုရတယ်အဲ့မှာပြဿနာကဘာလဲဆိုလို့ရှိရင်ကျွန်တော်တို့လိုချင်တဲ့နေရာတိကျပေါ့နော်ဥမာရက က်ကွက်ဆိုရက်ကွက်ဈေးနှုန်းဆိုဈေးနှုန်းအဲ့လိုမျိုးပုံစံမျိုးနဲ့ကျွန်တော်ရှာဖို့တော့က filter system တွေဘာတွေကမရှိဘူးအဲဆိုတော့ Facebook ကနေတော့မှအင်ချင်မြင်ရှာတဲ့ဟာကအချိန်နေကုန်တယ်ခက်ခဲတဲ့ဟာကိုကျွန်တော်တို့တဖြည်းဖြည်းနဲ့တွေ့လာရပါတယ်ပေါ့နော်ဆိုတော့အရင်ဆုံးကျွန်တော်အင်ချင်မြင်ဈေးကွက်တွေကိုအလွယ်ကူဆုံးဘယ်လိုရှာမလဲဆိုတာလေးကိုကျွန်တော်ပြောပြပေးပါမယ်အဲ့ဒါကတော့ကျွန်တော်တို့ဒီ Zeyan application ပေါ့ကျွန်တော်တို့ဒီ Android မှာရော iOS မှာရောနောက်ခုစလုံးမှာကျွန်တော်တို့ download လုပ်လို့ရတယ်ဒီ application ကကျွန်တော်တို့ filter system တွေဘာတွေပါတဲ့အတွက်ကျွန်တော်တို့ရက်ကွက်အလိုက်ကြီးကျွန်တော်ရှာချင်လာရတယ်ကျွန်တော်ဈေး င်းနှုံးလိုက်ရှာမယ်ဆိုရင်လည်းအဆင်ပြေတဲ့အနေအထားမှာရှိတယ်ဆိုတော့ရောင်းသူကဝယ်သူကနှစ်ယောက်စလုံး ကျွန်တော်တို့ဒီ filter system သုံးပြီးတော့မှရောင်းသူဆိုလို့ရှိရင်လည်းသူရောင်းမဲ့ရက်ကွက်ကဘယ်ဈေးတွေပေါက်နေလဲဘယ်လိုမျိုးအနေအထားရှိလဲဆိုတဲ့ဟာကိုကျွန်တော်အကြံပြင်လေ့လာလို့ရတယ်ဝယ်သူဆိုလည်းသူလိုချင်တဲ့နေရာမှာဈေးဘယ်လိုမျိုးရှိနေလဲဆိုတဲ့ဟာကိုကျွန်တော်အကြံပြင်လေ့လာလို့ရတဲ့အနေအထားမျိုးပေါ့နော်အာပြီးတော့အကျိုးဆောင်တွေအတွက်ဆိုလို့ရှိရင်လည်းအာဒီ application တွေကနေပြီးတော့မှကျွန်တော်တို့ဘယ်အယောင်းနေရှိတယ်ဘယ်နေရာမှာတော့အယောင်းနေမရှိဘူးဆိုတဲ့ဟာမျိုးကိုကျွန်တော်အလွယ်တကူသိရှိလို့ရတဲ့အနေအထားမျိုးလေးပါဗျာ ဆိုတော့ဒီ CRM application လေးကရောင်းသူဝယ်သူတွေအတွက်ပါမကဘူးဒီအကျိုးဆောင်တွေအတွက်ပါရည်ရွယ်ပြီးတော့မှလှုပ်ထားတဲ့အတွက်ကျွန်တော်တို့လူတိုင်းလွယ်လွယ်ကူကူအင်ချက်မြေကိုရှာယူလို့ရနေပါပြီဆိုတဲ့ဟာကိုကျွန်တော် ပြောပြပေးခြင်းပါတယ်။ Okay ဆိုတော့အင်ချက်မြေလွယ်လွယ်ကူကူရှာဖို့အတွက်ဆိုရင်ကျွန်တော် CRM application လေးကိုအခုပဲ download လုပ်လိုက်ပါ